န်ဆိုတာမျိုးစင်းနဲ့တူတယ်နော်ဟုတ်အခုမျိုးစင်းလေးတွေရှိတယ်လေရပိုင်းအတွင်းပေါက်တာရှိတယ်ဟိုလာပိုင်းလောက်ဆောင်းမပေါက်တာရှိတယ်ဟိုတုန်းကဥစဉ်ကြားဖို့လိုက်တယ်တရုတ်ကြီးမှာဟိုဘရုံမှာကြာစီတစ်စိနှစ်ပေါင်း3000ရှိပြီမပေါက်သေးဘူးတဲ့အဲ့ဒီအထက်ထဲမှာလည်းပေါက်နိုင်တဲ့တတ္တိရှိသေးတယ်မျိုးစင်းတွေဟာသူ့အချိန်ကာလကြာမှာပေါက်လာတဲ့မျိုးစင်းအမျိုးမျိုးရှိတယ်လို့ကံတရားတွေဟာ ချက်ချင်းအကျိုးပေးတာရှိတယ်နောက်ဘဝအကျိုးပေးတာရှိတယ်ဒုတိယဘဝမှာအကျိုးပေးတာရှိတယ်ဟတတိယဘဝကျမှအကျိုးပေးတာရှိတယ်ဟုတ်လားဦးဇင်းတို့ပေးတဲ့ကြည်ကြားမှုတဲ့နာတရဇတ်နော်နာတရဇတ်မှာလေဟိုအင်္ဂတိမင်းကြီးကဟိုဂုဏဆိုတဲ့တကတွန်းကြီးတီသွားပြီးတော့တရားနာတာကိုအလာတဆိုတဲ့ဒေဝရတ်အမတ်ကဒေဝရတ်အလောင်းအမတ်ကအကြံပေးလို့လေအဲ့ဒီမှာဂုဏတကတွန်းကြီးကဘာတရားတွေဟောတာလဲကောင်းတာလို့လေကောင်းတာဖြစ်မှာမဟုတ် မကောင်းတာလို့လည်းမကောင်းတာဖြစ်မှာမဟုတ်ဘူးလောကမှာကောင်းတာမကောင်းတာကိုမရှိဘူးဖြစ်ချင်တိုင်းဖြစ်နေတာဖြစ်ချင်ရဖြစ်နေတာဘာမှကြောက်ကြမနေတဲ့တတ္တဝါဆိုတာ84ကဘာပြီးရင်ပြီးသွားတာအခြေလုံးတစ်လုံးကိုအစကနေကင်ပြီးတော့လှိတ်ချလိုက်ဟောရှင်ကုံတော့ဆုံးတော့ရက်သွားတာမေဒါသူ့အယူဆဗျတော်တော်ကြောက်စရာကောင်းတယ်နော်ကောင်းတာလည်းမရှိဘူးမကောင်းတာလည်းမရှိဘူးလှုပ်ချင်ရလှုပ်ကောင်းတာလှုပ်လည်းမကောင်းတာဖြစ်ချင်ဖြစ်တာမကောင်းတာလှုပ်လည်းကောင်းတာဖြစ်ချင်ဖြစ်တာ ဒါကြောင့်ကောင်းမှုမကောင်းမှုရဲ့အကျိုးပေးဆိုတာတကယ်စင်စစ်မရှိပါဘူးတဲ့အဲ့ဒါသူနှက်ခက်ယဟန်ဖြစ်လာ